ါကတကယ်ကိုမယုံနိုင်စရာပါနီကိုလက်စ်မာဒူရိုဖန်စစ်ခံရပြီးတဲ့နောက်မှာအခုနောက်ထပ်အာနာရှင်ကြီးတယောက်လည်းပြုတ်ကျတော့မဲ့အခြေအနေဆိုင်ရောက်နေပါပြီဒီတစ်ခါတော့လူထုအုံကြောမှုကြောင့်ဖြစ်ပြီးတခြားနေရာမှာမဟုတ်ပဲအားလုံးကြောက်ရွံ့ရတဲ့အရာဒေါ်လာရဲ့အီရန်နိုင်ငံမှာဖြစ်နေတာပါဒါတွေအားလုံးဟာပြခဲ့တဲ့လောက်ကွန်ပိုက်ကတပိတ်တဲတဲလေးတစ်ခုကနေစတင်ခဲ့တာပါဒါမဲ့ရပ်ပတ်အတွက်မှာပဲလူထုပေါက်ကွဲမှုကြီးဖြစ်သွားခဲ့ပါတယ်အီရန်နိုင်ငံသားတောင်းနှဲချီပြီးလမ်းပေါ်ထွက်စင်တာပြနေကြပါပြီ ဘာကိုဆန္ဒပြနိုင်ကြသလဲဆိုတော့ကုန်စင်းလုံးကြည့်တာနဲ့အရာဒေါ်လာကိုတိမ်မဟုတ်ပါဘူးဒီတစ်ခါတောက်စော်ချက်ကအဲ့ဒီထက်အများကြီးပေါ်ပါတယ်နိုင်ငံကိုဆယ်စုနှစ်များစွာဆင်းရဲမွဲတေမှုဖိနှိပ်မှုနဲ့အမောခစ်ထဲတွန်းပို့ခဲ့တဲ့စနစ်တစ်ခုလုံးကိုပြောင်းလဲပြစ်ချင်နေကြတာပါအခုအီရန်ဟာအစိုးရအဆုံးအကြဲတိနဲ့ရင်ဆိုင်နေရပြီးရေရှားပါတဲ့ပြဿနာကတော့သူတို့အတွက်သိခံနိုင်ဆုံးကုံဆုံးစေတဲ့အဓိကအချက်ဖြစ်လာခဲ့ပါတယ်။ဒါဟာတီရန်မျိုးတစ်ခုထဲမှာတိမ်မဟုတ်ပါဘူး။ အခုဆိုရင်နိုင်ငံတော်ဝန်လုံးရဲ့သုံးပုံနှပုံလောက်ရှိတဲ့မျိုးပေါင်းတရား၈မျိုးထက်မကမှစန္ဒပြဖို့တွေဖြစ်ပေါ်နေပါတယ်။အရင်ကနိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူတွေနဲ့အစိုးရကိုထောက်ခံခဲ့တဲ့သူတွေတော့အခုတော့လမ်းပေါ်ထွက်လာကြပါပြီ။အီရန်ငွေကြေးတန်ဖိုးသမိုင်းတခြားအနည်းဆုံးကိုထိုးစင်းတော့တာကြောင့်အီရန်မှာစန္ဒပြဖို့တွေအပြင်းထန်ဖြစ်ပေါ်နေတာပါ။ ပကိရတနေနာနေကဆန္ဒပြပွဲတွေဟာ2022ခုနှစ်ကအသက်22နှစ်အရွယ်မာဆာအာမီနီရဲ့လက်ထဲမှာတေဆွန်ခဲလို့ဖြစ်ပွားခဲ့တဲ့တနိုင်ငံလုံးအတိုက်အတာဆန္ဒပြပွဲတွေနောက်ပိုင်းလူအများဆုံးဖြစ်ခဲ့ပါတယ်။လောလောဆယ်မှာတော့ဆန္ဒပြပွဲအများစုဟာလူ90နဲ့နေရာကြားအစုအဖွဲ့လေးတွေနဲ့လှုပ်ရှားနေကြတာပါ။ဒါဟာနေတယ်လို့ထင်ရပေမဲ့အရာဒေါ်လာအစိုးရရဲ့ရက်ဆက်တဲ့နေနေမှုတွေကိုခြောက်ရှားနိုင်ဖို့အကောင်းဆုံးနည်းလည်းပဲဖြစ်ပါတယ်။ လူခွင့်ရဲ့အဖွဲ့တစ်ခုရဲ့အစိုးရအခုအချိန်ထိအတည်ပြုနိုင်တဲ့တည်ဆွန့်သူအ ਨੇ ဆုံး36ဦးရှိနေပါပြီ။အဲ့ဒီထဲမှာဆန္ဒပြသူ34ဦးနဲ့အစိုးရတပ်ဖွဲ့ဝင်2ဦးပါဝင်ပါတယ်။အတိုက်ခံတို့ရဲ့ပြောကြားချက်အရ Abadan Niris နဲ့ Abeslo မျိုးတွေကပြည်နယ်အုပ်ချုပ်ရေးမှုတွေအစိုးရသစ္စာခံတပ်ဖွဲ့စခန်းတွေနဲ့ဌာနဆိုင်ရာရုံးချုပ်တွေတိုက်ခိုက်ခံနေရတယ်လို့သိရပါတယ် 2020ဇန်နဝါရီလမှာအမေရိကန်ကတုံ့တင်လိုက်တဲ့ Quad Step ဖွဲ့မှုဟောက်တာဆယ်ဆော်လမနီရဲ့ပုံလူတွေကိုလည်းမိရှို့နေကြပြီးအခြေအနေကတစ်နှစ်ထက်တစ်နှစ်ပိုပြီးတင်းမာလာနေပါတယ်။ဒါဟာလူပေါင်း950ကျော်သေဆုံးပြီးလူ1000ကျင်အဖမ်းခံခဲ့ရတဲ့2020ခုနှစ်ကဆန္ဒပြပွဲတွေနောက်ပိုင်းအကြီးမားဆုံးသောအုံကြွမှုပဲဖြစ်ပါတယ်။ Area Anabai တွေကတော့ဂျီဆန်အစ်စ်တွေနဲ့ပြစ်ခတ်တာမတရားဖမ်းဆီးတာနဲ့စစ်ရုံတွေကိုပါတိုက်ခိုက်တာတွေလုပ်ပြီးဆန္ဒပြပွဲတွေကိုအပြင်းထန်နှိမ့်နေကြပါတယ်။ ဣရန်ပြည်သူတွေဟာဒီဘာသာရဲ့အခြေပြုအာနာရှင်စနစ်ပြုတ်ကျတော့မယ်လို့ယူဆရတဲ့အထိလမ်းပေါ်ထွက်တောက်ဆိုနေကြတာပါဒါမဲ့ဒါကထင်သလောက်တော့မလွယ်ကူပါဘူးဘာလို့လဲဆိုတော့ဒီအစိုးရဟာ2016ခုနှစ်ကဆန္ဒပြပွဲတွေကနေလွန်ခဲ့တဲ့3နှစ်ကဖြစ်ခဲ့တဲ့အမျိုးသမီးတွေရဲ့လွတ်လပ်ရေးလှုပ်ရှားမှုအထိအောင်မြင်စွာတွန်းလှန်နိုင်ခဲ့လို့ပါခမနီနဲ့သူ့အပေါက်ပါတွေဟာလူယာနဲ့ချီတက်ဖြတ်ပြီးအဲ့ဒီကိစ္စတွေကိုအဆုံးသတ်ဖို့ဝမ်မလေးခဲ့ကြပါဘူးဒါမဲ့ဒီတစ်ခါမှာတော့အခြေအနေတွေကထူးခြားနိုင်ပါတယ် ဆန္ဒပြပွဲတွေကဒီဇင်ဘာ29ရက်နဲ့28ကြားမှာစတင်ခဲ့ပေမဲ့ဇန်နဝါရီ3ရက်နေ့မှာတော့အရာအလုံးကိုပြောင်းလဲသောစေမယ့်အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။အဒါကတော့ Donald Trump က Nicolas Maduro ကိုဖမ်းဆီးလိုက်တာပါပဲ။အဲ့ဒီအခါမှာကမ္ဘာရဲ့ကြီးပြန်လာပြီလားဆိုပြီးလူတွေကမေခွန်ထုတ်လာကြပါတယ်။အမေရိကန်ရဲ့ယူအေချက်ကဘာလဲဆိုတာအတိအကျမသိရပေမဲ့သူတို့အီရန်ကိုအနိကက်စောင့်ကြည့်နေတယ်ဆိုတာကတော့သိချပါတယ်။ တကယ်လို့အီရန်ကသူတို့လုံနေကြအတိုင်းညှင်းချမ်းစွာဆန္ဒပြသူတွေကိုအကြမ်းဖက်တပ်ဖြတ်မယ်ဆိုရင် အမေရိကန်ကဝင်ရောက်ကယ်တင်ရလိမ့်မယ်ပြီးတော့အမေရိကန်ကအစင်သိမ့်ရှိနေပြီးအရေးယူဖို့ပြင်ဆင်ထားပြီးသားဖြစ်တယ်လို့ထုတ်ပြောလာပါတယ်ဒါကအသေးစံတော့မဟုတ်ပါဘူးတကယ်လို့အီရန်ကသာသူတို့ရဲ့အနုမြူဘုံးပိုင်ဆိုင်ရဲ့နျူကလ িয়ার စီမံကိန်းကိုဆက်လုပ်နေမယ်ဆိုရင် ပြီးခဲ့တဲ့ဇွန်လကလိုမျိုးဘုံးကျဲမှုတွေကိုထက်လုပ်မယ်လို့ထရန့်ကမကြသိခင်ကပဲလူသိရှင်ကြားပြောထားပါသေးတယ် ဒါတွေမကတဲ့ပါဘူးပြီးခဲ့တဲ့ရက်ပတ်အတွင်းမှာပဲ American စစ်တပ်ရဲ့မဟာဗျူဟာမြောက်သေယူပို့ဆောင်ရရင်တွေဖြစ်ကြတဲ့ Boeing C-17 ခုနှစ်ဆင့်ဟာ UK မှာအကြောက်ပြချက်ရေရရမရှိပဲခက်တရနာခဲ့တာမျိုးလို့တန်ပြားဖြစ်စရာလှုပ်ရှားမှုတွေကိုမြင်နေရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတိအကျမသိရပေမဲ့ပြီးခဲ့တဲ့နှစ် Nuclear Seamen Game ဘုံးချစ်ခံရစဉ်ကတည်းကဒီလိုမျိုးအင်အားချထားတာမျိုးမတွေ့ခဲ့ရတာတော့အမှန်ပါ။ ဒါအပြင် Nicholas Maduro ကို Fancy Arma Delta Force နဲ့အတူပူပေါပါဝင်ခဲ့တဲ့နာမည်ကျော် Night Stalker လို့ခေါ်တဲ့အမေတ160အထူးစစ်စင်ရဲ့လေကြောင်းတရင်လေပါဝင်ပတ်သက်နေနိုင်တယ်လို့ယူဆစရာအကြောင်းတွေရှိနေပါတယ်စင်ရစရာတခုကတော့2020ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာအရာဒေါ်လာဆိုးရရဲ့အရေးပါဆုံးပုံကတူဖြစ်တဲ့ဘိုချုပ်ကာဆန်ဆိုလမန်နင်ကိုဒရုန်းနဲ့လုံခြံဖို့အမိန့်ပေးခဲ့တာလေဒေါ်နယ်ထရန့်ပဲဖြစ်ပါတယ်အခုလည်းအဲ့ဒီနေ့ဆွဲမှာပဲသမ္မတကြီးကသူဘလောက်ပြတ်သားတယ်ဆိုတာကိုလက်သိနဲ့ထိုးပြလိုက်တယ်လို့မျိုးပြက်ပြက်တတ်တာလုံပြချင်နေမှုရပါတယ် တချီပိုင်ကောင်းဆောင်တယောက်ဖြစ်တဲ့အရာတော်လာရဲ့နေရာမှာခဏလောက်ဝင်ပြီးတွေးကြည့်ကြပါမယ်။လူများကသူ့ကိုစိုးရင်စိတ်လွန်ကဲသူလို့ပြောကြပြီးအစ္စရယ်နဲ့စစ်ဖြစ်နေချိန်မှာလည်းဘန်ကာထဲမှာပဲပုံနေခဲ့သလိုကျမ်းမာရေးပြဿနာတွေလည်းအများကြီးရှိနေသူပါ။ဒီရန်မြို့တိမ်မကပဲနေရာအနက်မှာလူထုအုံကြောမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။စီဘော်ရဲကလည်းပြက်ကက်ဆိုင်နေတဲ့အစ္စရယ်ကလည်းဒီ2026မှာစစ်ပြန်တိုက်မယ်လို့ချင်းချောက်နေတဲ့ဆီးရီးယားကအာဆက်ကလည်းသူ့ကိုကူညီဖို့မရှိတော့ပါဘူး။ ဟစ်ပိုလာကလည်းအချက်ရိုက်နေသလိုခူတီတွေကတော့သူကမထင်းချုံနိုင်တော့ပါဘူး။သူရင်ဆိုင်နေရတဲ့အခြေအနေကတော့တကယ်ကိုပောက်ကွဲတော့မဲ့ဘုံတလုံးလိုဖြစ်နေပါရဲ့။အရင်ကဒီထက်ပြင်းထန်တဲ့ဆန္ဒပြပွဲတွေကိုဒီအစိုးရတွန်းလှန်နိုင်ခဲ့တာမှန်ပေမဲ့ပြည်ထနာကတော့အချင်းကြာလာလေလေသူတို့ပို့ပြီးအားနစ်လာလေလေဖြစ်နေတာပါတဖက်မှာလည်းအီရန်ကဆန္ဒပြပွဲတွေဟာတောက်ကုန်းပေါ်ကနေလင်းဆင့်လာတဲ့နှင်းပွားလုံးတွေလိုပဲတစ်နှစ်ထက်တစ်နှစ်ပိုကြီးမလာပြီးမရက်မနာအရှင်မြင့်လာနေပါတယ် နောက်ပြီးအီရန်ကိုအသက်60နှစ်ပါရှိတဲ့ဘာသာရေးအစွန်းရတစ်ယောက်ကအုတ်ချုံနေတာဖြစ်ပေမဲ့အီရန်ပြည်သူအများစုကတော့အသက်30ဝန်းကျင်ဘာသာရေးထက်လွတ်လပ်မှုကိုလဲထားတဲ့လူငယ်တွေဖြစ်နေတာကိုမေ့ထားလို့မရပါဘူး။ဒါပေမဲ့ဒီအချက်တွေကိုအခြေခံပြီးမဲစရာမေးခွန်းတချို့ရှိနေပါတယ်။ဘာကြောင့်အီရန်မှာလူထုအုံကြွမှုတွေတကြောပြန်အကြီးအကျယ်ဖြစ်လာရတာလဲ။ဒီအကြောင်းအရာတစ်ခုလုံးမှာအမေရိကန်ကဘယ်လိုအခန့်ကဏ္ဍကနေပါဝင်နေတာလဲ။ဒီတစ်ခါတော့အရာဒေါ်လာအစိုးရတကယ်ပဲနိုင်ငံချုပ်သားတော့မှလားဆိုတဲ့မေးခွန်းတွေဖြစ်ပါတယ်။ ဒီဆန္ဒပြဖို့တွေဟာအစကတည်းကအခုလိုဆူနာမီလိုင်းလုံးကြီးလိုဖြစ်လာခဲ့တာမဟုတ်ပါဘူး။တကယ်တော့ဒါဟာဖုံးအယောက်ဆိုင်တွေအများကြီးရှိတဲ့ Aladdin Passage ကဂုံသေးတွေရဲ့တပိတ်တဲသေးလေးကနေစတင်ခဲ့တာပါ။အဲဒီနောက်မှာတော့ DRAM မြို့ရဲ့ဗဟိုဈေးကြီးအထိကူးဆက်သွားပါတယ်။တပိတ်မောက်ရတဲ့အကြောင်းရင်းကတော့နိုင်ငံအတွင်းခန်းဆားနေရတဲ့ဆိုးရွားတဲ့စီးပွားရေးအကျယ်တီးနဲ့အထူးသဖြင့်ဒေသတွင်းဒေသတွင်းသုံးွယ် real tempo just sin တော်လိုပဲဖြစ်ပါတယ် ။တရက်အတွင်းမှာတင် American ဒေါ်လာကို Riyal 1.38တန်းကနေ1.4တန်းထိဖြစ်သွားခဲ့ပါတယ်။2022ခုနှစ်တောင်းကဒေါ်လာကို4300 real ပဲရှိခဲ့တာဆိုတော့အဲ့ဒီအချိန်ကစပြီးငွေတန်ဖိုးကအကြီးအကျယ်ကျဆင်းသွားခဲ့တာပါအိစရယ်ဖြစ်တဲ့စစ်ပွဲတွေနဲ့အီရန်ရင်းနယ်ပေါ်ပိတ်ဆို့မှုတွေကြောင့်ဗဟိုဘက်မှာပတ်စံမရှိတော့ပါဘူးဒါကြောင့်6လအတွင်းမှာတင်ငွေတန်ဖိုးထွက်ကျော်ကျသွားခဲ့ပါတယ် အကျိုးဆက်အနေနဲ့နေ့အလိုက်ကုန်စင်းလုံးကြီးမြင့်မှုဟာလဲဆယ်ရာခိုင်နှုန်းကျော်ဖြစ်လာခဲ့ပါတယ်အစိုးဆုံးကတော့ကုန်စင်းလုံးတွေအားလုံးကတူညီတဲ့နှုန်းနဲ့တက်နေတာမဟုတ်ပါဘူးဥပမာအစားအသောက်ဈေးနှုန်းတွေဟာပြီးခဲ့တဲ့နှစ်ကထက်80ရာခိုင်နှုန်းလောက်ပိုကြီးနေပါတယ်သိကြတဲ့အတိုင်းပါပဲအစားအသောက်ပြဿနာကတော့နောက်ပြောင်လို့မရတဲ့ကိစ္စပါအခြေအနေကဘလောက်ထိဆိုးနေတယ်လဲဆိုရင်တချို့ဆိုင်တွေမှာနို့လိုမျိုးအခြေခံစားသောက်ကုန်တွေကိုတော့အမေရိကန်ဒေါ်လာနဲ့ဈေးနှုန်းချိတ်ထားကြပါတယ် ကမ္ဘာမှာအမေရိကန်ကိုအဆက်ကျင်ဆုံးလို့ပြောလို့ရတဲ့နိုင်ငံရဲ့နှလုံးသားမှာဒေါ်လာနဲ့ဈေးရောက်နေကြတာပါဒါဟာအရာဒေါ်လာတို့တစ်သိုက်ဘာတွေပဲတွင်းနေပါစေတာမန်အီရန်ပြည်သူတွေရဲ့လက်တွဲဘဝကတော့တခြားစီဖြစ်နေတယ်ဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့အီရန်ရဲ့အခြေအနေတွေကအများကြီးပါခဏခဏမြင့်ပြတ်တာကပုံမှန်လိုဖြစ်နေပါပြီလောက်စားစီတွေကိုလည်းဆိုဗီယက်ခေတ်ကလိုပဲကက်သက်ချက်တွေနဲ့စနစ်တကျခွဲတန်းချပြီးရောက်ပဲနေရပါတယ်အစိုးဆုံးကတော့အီရန်ဟာ6နှစ်ဆက်တိုင်းအပြင်းထန်မိုးခေါင်ရေချမှုနဲ့ရင်ဆိုင်နေရတာပါ အဓိကရေလောက်ကန်ကြီးမှာရေ800ခိုင်နှုန်းပဲကျန်တော့တဲ့အထိရေရှားပါလုံးလို့တီရယ်မျိုးသူမျိုးသားတွေကိုတော့တခြားနေရာကိုထွေပြောက်ပေးဖို့အထိစဉ်းစားနေကြရပါတယ်။ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့သတိထားမယ့်အချက်တစ်ချက်က2022ခုနှစ်တုန်းကအစိုးရကိုအကြီးအကျယ်အကြမ်းရိုက်ဆဲခဲ့တဲ့ဆန္ဒပြဖို့တွေဖြစ်နေချိန်မှာတော့အီရန်ရဲ့စီးပွားရေးတိုးတက်မှုနူ GDP က၄ .500 ခိုင်နှုန်းရှိခဲ့တာပါ။ဒါပေမဲ့2025ခုနှစ်မှာတော့ GDP တိုးတက်မှုကသူညတသမ500ခန့်နှုန်းပဲရှိပါတော့တယ်။ဒါကတော့အကောင်းမြင်ပြီးခံမှန်ထားတာပါ။ ကမ္ဘာပယ်လောအဖွဲ့အစည်းတွေရဲ့အဆိုအရဆိုရင်အီရန်စီးပွားရေးကအနည်းဆုံး3.5%မှ900ခန်းလောက်အထိကျဆင်းသွားခဲ့တာပါ2026ခုနှစ်မှာအခြေအနေတွေကဒီထက်ပိုဆိုးလာမယ်လို့အလုံးကခန့်မှန်းနေကြပါတယ်။ဒါကြောင့်လဲကုန်ပစ္စည်းတွေကိုနိုင်ငံတကာဈေးကွက်မှာဒေါ်လာနဲ့ရောင်းဝယ်နေရတဲ့ကုန်တွေဟာတန်ဖိုးမရှိတော့တဲ့ပြည်တွင်းသုံးငွေကြောင့်လမ်းပေါ်ကိုအရင်ဆုံးထွက်လာကြတာမဆန့်ပါဘူး။ဒါကဘာလို့အရေးကြီးတာလဲဆိုတော့2019ခုနှစ်တုန်းကလဲစီးပွားရေးကြောင့်ဆန္ဒပြပွဲတွေပြင်းထန်ခဲ့ပေမဲ့အဲဒီတုန်းကကုန်တွေကတိတ်ပြီးပါဝင်ပတ်သက်ခြင်းမရှိခဲ့လို့ပါ။ ရေဘူးရအဖြစ်ဒီကွန်တီအတိုင်းဝိုက်ဟာရှေယိုးဆန်ပြီးအရာထော်လာတဲ့နီးစက်တဲ့သူတွေလို့ပြောလို့ရပါတယ်။အပြင်းနဲ့သဘောတူညီချက်တစ်ခုရှိနေတယ်လို့မျိုးပါ။ကွန်တီတွေကပြဿနာမရှာရင်အစိုးရကသူတို့ကိုနိုင်ငံခြားကပြိုင်ဖက်တွေရန်ကနေကာကွယ်ပေးမယ်ဆိုတဲ့ပုံစံမျိုးပါ။ဒါပေမဲ့တကယ်တော့ဒီပါသားရဲ့ခေါင်းဆောင်တွေရဲ့စီပေါ်ရေးစီမံခန့်ခွဲမှုအောက်မှာကွန်တီတွေလည်းတိတ်ပြီးအကျိုးမရှိခဲ့တာသိတာပါတယ်။ အဓိကအချက်ကတော့ဒီကုံတေအုပ်စုဟာပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာညီနေခဲ့ပေမဲ့အရင်ကပါရှားဘီရင်ကိုဖျောက်ချတော့ကတော့သူတို့ရဲ့ငွေကျင်းတဲ့ဩဇာက ဆုံးဖြတ်ပေးနိုင်ခဲ့တာပါခုဆိုရင်ဆန္ဒပြဖို့တွေမှာလူအင်အားတင်မကပဲအရင်ကထက်ပိုမိုကျေပြန့်ပြီးတောင်းတတဲ့လူမှုအတိုင်းအဝိုင်းရဲ့ထောက်ခံမှုပါပါလာပါပြီစီပေါ်ရဲ့ကြောင့်ဆန္ဒပြနိုင်ကြတာဆိုတော့အစိုးရကရောဒါကိုဘယ်လိုတုံ့ပြန်နေသလဲအမောစရာကောက်တာကသူတို့ကဒီပြဿနာကိုညှိမနေကြတာပါ ကျွန်တော်တို့လာစာတွေနဲတယ်လို့ပြောလာကြတယ်ဟုတ်ပါတယ်မှန်ပါတယ်အခွန်တွေကြည့်တယ်လို့ပြောကြတယ်အဲ့ဒါလည်းမှန်ပါတယ်ဒါပေမဲ့လာစာတွေတိုးပေးဖို့ပြောတဲ့အခါမှာအဲ့ဒီပတ်စံတွေဘယ်ကရလာမှာလဲလို့ Iran Islamic သမ္မတနိုင်ငံရဲ့သမ္မတဖြစ်တဲ့ Masoud Pezeshkian ကပြောခဲ့ပါတယ်ဒါတွေမကတဲ့ပါဘူးပြီးခဲ့တဲ့မက်လာကလည်းနိုင်ငံရဲ့စီးပွားရေးအခြေအနေဆိုးဝါးလွန်းလို့စီးပွားရေးဝန်ကြီးကိုယာထုကနေထုတ်ပယ်ခဲ့ပါတယ်ဒီမှာဆိုတော့ယာထုကပြုတ်တာလားအသက်ပါပြုတ်တော့တာလားဆိုတာတေချာခွဲပြောဖို့တော့လိုပါမယ်အခုကတော့ယာထုကပြုတ်တာပါ အခုဆန္ဒပြပွဲတွေဖြစ်လာတဲ့အခါမှာလဲဘောပဲဥက္ကဋ္ဌကိုအလားတူပဲရာထုကဖြုတ်ပြလိုက်ပြန်ပါပြီဒါမဲ့အပြောင်းလဲကြီးကြီးဖြစ်လာမယ်လို့တော့ထင်လို့မရသေးပါဘူးဘောပဲဥက္ကဋ္ဌအသည့်ဖြစ်လာသူကပြီးခဲ့တဲ့နှစ်ကမှအထောက်ခံလိုက်ရတဲ့ဝန်ကြီးနေရာမှာအစားထုတ်ဝင်လာတဲ့စီပေါ်ရေးဝန်ကြီးပဲဖြစ်ပါတယ်ဆိုတော့အပြောင်းလဲလို့သာပြောတာတကယ့်အပြောင်းလဲတော့မဟုတ်သေးပါဘူးဒါမဲ့ဒီကိစ္စကဒီမာတင်ရမ်းတော့ပါဘူးဒီတစ်ခါမှာတော့အရာဒေါ်လာကမ်ပဏီကိုတိုင်ကတော့ဆန္ဒပြရတဲ့အကြောင်းရင်းတွေကခိုင်လုံပါတယ်လို့ထုတ်ပြောလာပါတယ် ပြခဲ့တဲ့အစိုးရစက်ကျင်ရဲ့ဆန္ဒပြပွဲတုန်းကဆန္ဒပြသူ300ကျော်ကိုတက်ဖြတ်ခဲ့တဲ့အမြင့်ဆုံးခေါင်းဆောင်ကြီးကိုယ်တိုင်ကအခုလိုပြောလာတာပါဒါကသူတယောက်တည်းလည်းမဟုတ်ပါဘူးပြည်နယ်ရှင်းနယ်ချောက်မိုဟာမက်မိုဘာဟီဒီအာဇက်လိုလူမျိုးတွေစီကလည်းဒီစကားမျိုးကြားနေရပါတယ်ဒါဟာတိုက်ဆိုင်မှုတော့မဟုတ်ပါဘူးဒါဟာအာနာဘေတွေအလုံးသတ်မှတ်ထားတဲ့အတိုင်းပြောရမယ့်မူဝါဒတစ်ခုပါဒါမဲ့တိတာတာတစ်ခုကဒီစကားတွေရဲ့နောက်ွယ်မှာလက်ကွက်တစ်ခုရှိနေပါတယ်အရာဒေါ်လာအလီကာမနီဒီလိုပြောပါတယ် ဒါတို့ဟာရန်သူတွေရဲ့လက်ချက်ပါဆန္ဒပြတာကတရားဝင်ပေမဲ့ဆန္ဒပြတာနဲ့စူပူတောင်းကျန်တာကတော့မတူပါဘူးဆန္ဒပြတဲ့သူကိုကျွန်တော်တို့စကားပြောလို့ရပေမဲ့စူပူတောင်းကျန်သူတွေကိုစကားပြောလို့အပေါပါပဲစူပူတောင်းကျန်သူကိုတော့သူ့နေရာသူပြန်ရောက်တော့လောက်ရလိမ့်မယ်ဆိုပြီးပြောပါတယ်ဆိုတာကမင်းတို့ဆန္ဒပြလို့ရတယ်ဒါမဲ့ Israel နဲ့ American ကငါတို့ပေါ်လှုပ်ထားတဲ့ဆိုးရွားတဲ့အခြေအနေတွေကိုပဲဆက်ကျင်ပြီးဆန္ဒပြမယ်ဆိုတဲ့သဘောမျိုးပါ ကြည်ရတာဆိုဗီယက်ယူနီယံအကြောင်းရော်နယ်ရီဂန်နောက်ပျောက်ခဲ့တဲ့ဟာသာတစ်ခုလို့ဖြစ်နေပေမဲ့ဒါဟာအီရန်အစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။ဒါမဲ့လက်ရှိသမ္မတဖြစ်ပြီးမိမိကိုယ်ကိုအလေလက်သမားပြုပြင်ပြောင်းလဲရေးသမားလို့ပြောလဲရှိတဲ့မာဆော့ပင်ဆက်ကီယာကတော့တခြားသူကိုလက်ညှိုးထိုးတာမျိုးမဟုတ်ပဲအမားကိုပို့ပြီးပွင့်ပွင့်လင်းလင်းဝန်ခံခဲ့တာကိုတော့အသီးမံပြုရပါမယ်။ဒါမဲ့အမြင့်ဆုံးကောင်းဆောင်ကြီးအတွက်စိတ်မကောင်းစရာပြဿနာတစ်ခုကတော့ဆန္ဒပြပွဲမှာပါဝင်လာတဲ့အီရန်ပြည်သူတွေဟာတရားခံအစစ်ကဘယ်သူလဲဆိုတာကိုကောင်းကောင်းကြီးသိနေကြလို့ပါ။ ဲ့ဒီတရခန်ကတမဒါလည်းမဟုတ်ပါဘူးဆန္ဒပြပွဲတွေမှာအရာတော်လာကိုစက်ချင်တဲ့ကြွေးကြော်တန်တွေကနေရာအနက်ကြားနေရပါတယ်အိုဆိုတာကဆန္ဒပြသူတွေဟာကမ္ပဏီတယောက်တည်းကိုတိုင်မဟုတ်ပဲအရာတော်လာကိုအမြင့်ဆုံးကောက်ဆောင်အဖြစ်ထားရှိတဲ့စတင်တခုလုံးနဲ့သူတို့ပက်ပက်လေမှာတိဆောက်ထားတဲ့အုတ်ချုပ်ရဲ့ရန်ရာကြီးတခုလုံးကိုပါဆက်ကျင်နေကြတာပါဥမာတီရန်တက်ကတော်မှာကြောက်သားတွေကဘီလာရဲ့ if fucking ကြက်ဆုံပါစေလို့ကြွေးကြော်နေတာကိုကြားခဲ့ရပါတယ်ဒါဟာလူတူတယောက်ကိုပြောနေတာမဟုတ်သလိုတော်လန်ရဲ့အဆောင်တက်ဖွဲ့လို့အဖွဲ့မျိုးကိုပဲပြောနေတာမဟုတ်ပါဘူး ဘာသာရေးအာဏာဟာနိုင်ငံရေးအာဏာထက်ပိုကြီးစိုးရမယ်ဆိုတဲ့အခြေခံမူဝါဒကြီးကိုဆက်ကျင်နေကြတာပါရှီယာမွတ်စလင်တွေရဲ့ပိုဟမ်မင်းကြီးလိုဖြစ်တဲ့အယာတိုလာဟာနိုင်ငံရဲ့အမြင့်ဆုံးကောက်ဆောင်ဖျက်မယ်ဆိုတဲ့မူကိုပါတိုက်ခိုက်နေတာပါအစိုးရဘက်ကအကြောက်ဆုံးအချက်ကလည်းအဲ့ဒါပဲဖြစ်ပါတယ်စီးပွားရေးမပြေလည်လို့ညှိတော့နေရကနေစနစ်ကြီးတစ်ခုလုံးကိုဝေဖန်တိုက်ခိုက်တဲ့ဖက်ရောက်တော့မှကိုသူတို့အစိုးရင်ဆုံးပါဒါကြောင့်လေအီရန်မှာပုံမှန်တိုက်ပွဲအခြေအနေတွေကမကြာခင်မှာပဲဖိနှိပ်မှုတွေဖက်ကိုဥတီလာပါတော့တယ် ဆန္ဒပြပွဲတွေပိုကြီးလာတာတေချာတော့ပြီးတဲ့နောက်မှာတော့အစိုးရကတက္ကသိုလ်တွေနဲ့ဈေးဝယ်စင်တာတွေကိုပိတ်ဖို့အမိန်ပေးလိုက်ပါတယ်အကြောင်းပြချက်ကတော့ရာသီဥတုကအရန်အေးတော့မယ်ပူပေးဆက်တွေသုံးဖို့ပတ်စံမရှိဘူးနောက်ပြီးအင်တာနက်အသုံးပြုံးကောင်35ရာခိုင်နှုန်းလောက်တီးတတာဖိုးကြတော့တာကိုတော့ဘာအကြောင်းပြချက်မှမပေးပါဘူးဒါကလည်းအသစ်ဆက်တော့မဟုတ်ပါဘူးပေခရဲနေ့ X-ray နဲ့စနေရကြစစ်ဖြစ်တုန်းကရော2022ခုနှစ်စန္ဒပြပွဲတုန်းကရောဒီလိုပဲဆက်သွေးတွေကိုအပြက်ခံခဲ့ရပါတယ် ဒါမဲ့အစိုးရကအရာအလုံးပုံမဲ့ဖြစ်နေသလိုလိုနဲ့စကားလုံးလှလှလဲတွေတုံးနေပေမဲ့ဖိနေရတက်ဖွဲ့တွေကတော့လမ်းပေါ်ကိုအမြန်ဆုံးရောက်လာကြပါတယ်။အချိန်တုန်းကဆန္ဒပြပွဲတွေမှာမိလောက်ဘုံမိုလိုထော့တွေနဲ့ပြစ်တာမျိုး80ကျော်လောက်ရှိခဲ့ပေမဲ့အခုဆန္ဒပြပွဲတွေကပိုပြီးငြင်းချက်ပါတယ်။ဒါတော့မှအစိုးရရဲ့ထောက်ပြချက်အရသေဆုံးသူ12ယောက်ကျော်ရှိနေပြီဖြစ်ပြီးအဖမ်းခံရသူကတော့ယာနဲ့ချီရှိနေပါတယ်။2023ခုနှစ်တော့ကနိုဘယ်ငင်းချယ်ဆုရခဲ့တဲ့အီရန်တက်ကြွလှရှသူနာဂက်စ်မိုဟာမဒီကိုတော့ထပ်ပြီးဖမ်းဆီးလိုက်ပါသေးတယ်။ ဒါကဆန္ဒပြပွဲတွေမစခင်ရက်ပက်အလုံးမှာဖြစ်ခဲ့တာဆိုတော့တိုက်ဆိုင်မှုလည်းဖြစ်နိုင်ပါတယ်။တကယ်တော့ X-ray နဲ့စစ်ပွဲကြောင့်အခြေအနေကတင်းမာနေပြီသားပါ။ဒါမဲ့လည်းဒီလောက်ထိကြီးမားတဲ့ဆန္ဒပြပွဲတွေဖြစ်လာလိမ့်မယ်လို့တော့ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။အခြေအနေကကြိုတင် ခံမှန်ရခက်ခဲလွန်းပါတယ်။ဘာပဲဖြစ်ဖြစ်ထင်ရှားတဲ့အချက်တစ်ချက်ကတော့အရာတော်လာအစိုးရဟာအေးအေးဆေးဆေးမရှိတော့ဘူးဆိုတာပါအခုလောလောဆယ်မှာတော့အစိုးရပြုတ်ကြတော့မဲ့အခြေအနေအထိမရောက်သေးပေမဲ့ဆန္ဒပြပွဲတစ်ခု ဖြစ်တိုင်းဖြစ်တိုင်းမှာအစိုးရဟာတဖြည်းဖြည်းနဲ့ရိုင်းနေလာနေပါတယ် ဆန္ဒပြဖို့တွေကရမ်းမတော့ပါဘူးအရင်ကနေအနေငယ်ချားပြီးမှဖြစ်တဲ့ပေမဲ့အခုနောက်ပိုင်းလာပိုက်ချရုံနဲ့နိုင်ငံတော်လူထုအုံကြောမှုတွေပေါက်ကွဲလာနေတာပါအခုတခါမှတော့ထူးခြားတဲ့အပြောင်းလဲတစ်ခုကိုမြင်နေရပါတယ်အကဲခဲတချို့ကတော့ဒါဟာအစိုးရအပြောင်းလဲအတွက်အစပြိုးချက်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်အဲဒါကတော့နေဝန်နဲ့ရှင်သစ်ပါတဲ့ဘရင်စနစ်သုံးအလံတော်ပဲဖြစ်ပါတယ်ပါချပြင်းရှားရဲ့တင်ငယ်တော့ကိုတီရယ်လမ်းမတွေပေါ်မှာပြန်တွေ့လာရပြီးဘာလာပြီးပြန်လာပါတော့ဆိုတဲ့ကြွေးကြော်တဲ့တွေကိုလည်းကြားနေရပါတယ် 2025ခုနှစ်ဇွန်လ23ရက်နေ့မှာပြည်ပကိုထွက်ပြေးတိမ်းချောင်နေရတဲ့ Iran အင်ရှင်မင်းသားကသူဟာခံမင်းနီရဲ့နေရာကိုဆက်ခံဖို့အသင့်ရှိနေပြီလို့ပြောကြားခဲ့ပါတယ်။ထောက်ကွာ86ခုနှစ်တော်လည်ရဲမှာဖြုတ်ချခံခဲ့ရတဲ့ပါချပြင်းရဲ့သားဖြစ်သူ Risa Pahlavi ကအစိုးရအပြောင်းအလဲဖြစ်ပေတဲ့နောက် Iran နိုင်ငံရဲ့ဒီမိုကရေစီကူးပြောင်းရေးကိုဦးစားပေးဖို့ကြံလန်ထားပါတယ်။ နောက်ဆုံးပါရှပြင်ရှားရဲ့သားဖြစ်သူရီဇာပါလာဘီကိုတိုင်ကအယာတိုလာအစိုးရရဲ့နေရာမှာအခြေခံဥပဒေနဲ့အညီဒီမိုကရေစီနှိကျဘရင်စနစ်နဲ့အစားထိုးဖို့သူအစဉ်သိမ့်ရှိတယ်လို့ပြောနေပါတယ်။လွန်ခဲ့တဲ့ရက်ပတ်အထိသာအီရန်လူမျိုးတယောက်ကိုပါလာဘီမိသားစုအာနာပြန်ရနိုင်တယ်လို့သွားပြောရင်သူ့ကိုယူကြမှာသိချပါတယ်။အယာတိုလာခမေနီက TikTok အကောင့်ဖွင့်ပြီးကပြတာကမှဖြစ်နိုင်ဦးမယ်လို့တော့ပြန်ပြောကြပါလိမ့်မယ်။ဒါမဲ့အခုလိုအလံတွေလမ်းပေါ်မှာမြင်လာရပြီဆိုတာဘာကိုဆိုလိုတာလဲ။အချင်းတွေကတော်တော်လေးကိုအရှင်မြင့်တက်လာနေပြီဆိုတာပါပဲ။ အီရန်မှာအစိုးရပြောင်းလဲလုပ်ဖို့ပြောနေတာပါချပြင်းရဲ့အမွေခံတယောက်ထိမဟုတ်ပါဘူး။အစ္စရေးနဲ့ပြည်ပခအပြင်းထန်ဖြစ်ပွားခဲ့တဲ့ပြီးခဲ့တဲ့နွေရာသီတုန်းကထရမ့်ပြောခဲ့တဲ့စကားတွေကိုသတိထားကြည့်ကြပါမယ်။ထရမ့်ကအစိုးရအပြောင်းလဲ regime change ဆိုတဲ့စကားလုံးကိုတုံးတာကနိုင်ငံရေးအရာတော့တိတ်မတင်တော်လာပါဘူး။ဒါမဲ့လက်ရှိအီရန်အစိုးရကအီရန်နိုင်ငံကို ပြန်ပြီးကြီးကြေလာအောင်မလုပ်နိုင်ဘူးဆိုရင်ဘာလို့အစိုးရအပြောင်းလဲလုပ်ရမှာလဲ Make American Great Again ဆိုပြီးပြောခဲ့ပါတယ် ဒီဗီဒီယိုရဲ့အစမှာပြောခဲ့သလိုပါပဲလောလောဆယ်တော့ဒါတွေကဖြစ်နိုင်ခြေနေသေးတဲ့ယူဆချက်တွေဖြစ်နိုင်ပေမဲ့ဗနီဇွဲလာမှာအောင်မြင်မှုရခဲ့လို့အားတက်နေတဲ့ဝါရှင်တန်အနေနဲ့အရှိလေပိုင်းမှာနောက်ထပ်ဆက်ဖက်မှုတစ်ခုလုပ်ဖို့စဉ်းစားလာနေတာကိုတော့ပြစ်ပယ်ထားလို့မရပါဘူး True Social လုံမှုကွန်ရက်မှာလဲ Republican သမ္မတကြီးဟာ Obama က Iran ဆန္ဒပြပွဲတွေကိုမထောက်ပံ့ခဲ့လို့ကြားဆွန့်ခဲ့ပေမဲ့ Trump ကတော့အခုအဲ့ဒါကိုပြုပြင်ပေးလိုက်ပါပြီဆိုတော့ခေါင်းစဉ်နဲ့စောက်ပါတဲ့ဘောက်ကိုမျှဝေခဲ့ပါတယ် Iran ဟာ Venezuela နဲ့မတူတာတော့အမှန်ပါပဲ ဒါမဲ့လွန်ခဲ့တဲ့လဝဲလောက်က X-ray တက်ဖွဲ့တွေဟာ Iran လေပိုင်တဲ့အထဲကိုသူတို့အိမ်ထဲမှာလမ်းလျှောက်နေသလိုမျိုးလွတ်လွတ်လပ်လပ်ဖြတ်သန်းတောလာခဲ့တာကိုလည်းကျွန်တော်တို့မြင်ခဲ့ရပါတယ်။တတိထားရမှာက1953ခုနှစ်အနာသိမ့်ဘွယ်ပြီးမှပါရှပြင်ရှားကိုအနာပြန်ရအောင်လုပ်ပေးခဲ့တာလည်းအမေရိကန်ပဲဖြစ်ပါတယ်။သမိုင်းကတဘုံစံတီဖြစ်မလာတဲ့ပေမဲ့တခါတလေတော့လေစင်တူယုံမတွေဖြစ်တတ်ပါတယ်။ဒါမဲ့အခုရက်ပိုင်းမှာဘာတွေပဲဖြစ်နေပါစေပါရှပြင်ကိုနတ်ပလင်ပေါ်မှာပြန်မြင်ရဖို့ဆိုတာဆန္ဒပြဖို့တွေမတိုက်ခင်ကလိုပဲမဖြစ်နိုင်တဲ့လောက်ပဲဖြစ်ပါတယ်။ ပါရှပြင်ကသူ့ဘာသာထွက်တော့ခဲ့တာမဟုတ်ပါဘူးအောက်စုတစ်ခုကမဟုတ်ပဲနေပယ်အသီးသီးကလူထုဘောက်စုံပူပေါ်ပြီးတော်လန်တိုက်ထောက်ခဲ့တာဆိုတာကိုသတိထားမှာပါသူဟာအာနာရှင်တယောက်ဖြစ်သလိုတော်လန်ရဲ့အဆောင်တက်ဖွဲ့လိုပဲသူ့ရဲ့ကိုပိုင်ထောက်လန်ရဲတွေကိုတုံးပြီးနှိပ်စက်ခဲ့တဲ့အကျင့်ပြတ်ချဆသူတယောက်ဖြစ်လို့နေထုတ်ခံခဲ့ရတဲ့သူပါတကယ်တော့အီရန်တိုက်ခိုင်အင်အားစုတွေကြားမှာသူတို့ကတော်တော်လေးစေဝန်ကွေးနေကြပါပဲ။သဘောတူညီချက်တစ်ခုရှိနေတာကတော့အရာတော်လာကိုလည်းမလို့ချင်ဘူး။ပါရှားဘီရင်ရှားကိုလည်းမလို့ချင်ဘူးဆိုတာပါပဲ။ ဒါအပြင်ဆန္ဒပြပွဲတွေမှာဗရင်စနစ်ကိုထောက်ခံခဲ့တဲ့ကျွေးကြော်တန်တွေထွက်လာတာဟာဆန္ဒပြပွဲတွေရဲ့ဂုံတိုက်ခါကိုဖျက်ဆီးဖို့အစိုးရဘက်ကလှုပ်ချံဖန်တီးထားတဲ့လက်ကွက်တွေဖြစ်နိုင်တယ်လို့ထောက်ပြနေကြသူတွေလည်းရှိနေပါတယ်တချို့သတင်းထောက်တွေကတော့ဂျီအလန်တွေကိုကြိုက်ထားသူတွေဟာအရာတော်လာရဲ့ကိုပိုင်တပ်ဖွဲ့ဖြစ်တဲ့ Islamic Dollar ရဲ့အစွန်တက်ရဲ့စစ်နှောက်ဝန်ထမ်း Barsech အဖွဲ့ဝင်တွေဖြစ်နေတာကိုတွေ့ခဲ့ရတယ်လို့ဆိုကြပါတယ်။ဒါကဟုံးမဟုတ်တိဖို့စောသေးပေမဲ့လုံးဝမဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ဗီလာဘီမိသားစုရဲ့လူကြိုက်မြောင်းမုန်းကအောက်ဆုံးမှာရှိနေဆဲဖြစ်သလိုအင်ရှင်မိသားက X-ray နဲ့နှိဆက်တာကလည်းသူတို့တော်တော်အသာချက်ဖြစ်နေလို့ပါ X-ray ဝန်ကြီးတူကအီရန်မှာအစိုးရပြောင်းလဲဖို့ Riza Palabi ကိုထောက်ခံနေပါတယ်လွန်ခဲ့တဲ့နေပေါ်နှစ်ထောင်ဝါးအတုံးကကူရုမင်းချင်း Cyrus the Great ကဂျူတွေကိုဒုတိယဖျားကျောက်တော်ဆောက်ခွင်ပေးခဲ့တဲ့အချိန်ကလေးကရှိခဲ့တဲ့အီရန်နဲ့အစ္စရဲဂျာကပူးပေါင်းဆောင်ရွက်မှုတွေကိုပြန်စဖို့ကျွန်တော်တို့အခိုင်အမာယုံကြည်ပါတယ်လို့ဆိုပါတယ်။ဒါမဲ့ဒီမှာတခုတော့ရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်။ ဤဝန်ပြည်သူတွေရဲ့အမြင်ဟာသူတို့အစိုးရနဲ့မတူသလိုအိစရိနိုင်ငံတရှိနေမှုအပေါ်မှာလည်းအစိုးရလိုမျိုးမုန်တိနေကြတာမဟုတ်ပါဘူး။မကြတဲ့ခင်ကစတက်တခုအရအီရန်ပြည်သူ60ရာခိုင်နှုန်းဟာအစ္စရေးနဲ့ပဋိပက္ခတွေကိုမေ့ထားပြီးပြည်တွင်းရဲ့ကိစ္စတွေကိုပဲအာရုံစိုက်ချင်နေကြတာကိုတွေ့ရပါတယ်။ဂါဇာအတွက်လည်းမဟုတ်လက်ဗနန်အတွက်လည်းမဟုတ်ပါဘူး။ငါတို့ဘွားကအီရန်အတွက်ပါပဲဆိုတော့ကျွေးကြော်တန်ကတီဟီရန်ဆန္ဒပြဖို့တွေမှာလူပြောအများဆုံးဖြစ်ခဲ့ပါတယ်။ အီရန်ပြည်သူတွေဟာသူတို့မှာရှိတဲ့ငွေအနှဲငယ်လေးကိုဒုံးကျည်တွေအတွက်မသုံးချင်ကြသလိုသူတို့နိုင်ငံပေါ်ဒုံးကျည်တွေကြားလာမဲ့စစ်ပွဲထဲကိုလည်းမဝင်ချင်ကြပါဘူးဒါမဲ့အစ္စရေးနဲ့ရန်မဖြစ်ချင်တာနဲ့နေတန်ယာဟုတို့ဘက်ကနေရက်တီတာကတော့တခြားစီပါပဲအစ္စရေးကအီရန်ကိုဘုံးကျစ်ခဲ့တာဖြစ်လို့ဘယ်သူကမှကိုယ်နိုင်ငံဘုံးကျစ်ခံရတာကိုမကြိုက်ကြပါဘူးဒါကြောင့်နေတန်ယာဟုနဲ့ရီဇာပါလာဗီတို့ရင်းနှီးနေတာဟာပါရှားပြည်နဲ့ပြန်တက်ဖို့အတွက်အကြောက်ပြချက်ကုန်တစ်ခုဖြစ်မလာနိုင်ပါဘူးကြောက်ပြန်တော့ဖြစ်သွားနိုင်ပါတယ် အချုပ်ပြောရရင်ဘီယင်စတစ်ကိုထောက်ခံတဲ့စိုက်ပေါတွေကိုမြင်နေရပေမဲ့အဲ့ဒီထဲမှာအစိုးရသူရှိုးတွေတိမ်မဟုတ်ပဲတကယ်ထောက်ခံသူတွေလည်းပါနိုင်ပေမဲ့ရေဘူးရအဖြစ်အီရန်ပြည်သူတွေကပါရှားဘီယင်ကိုမလိုချင်ကြပါဘူးတကယ်လို့အမေရိကန်နဲ့အစ္စရေးကအင်အားသုံးပြီးအစိုးရအပြောင်းအလဲကိုအရှင်မြင့်ခဲ့မယ်ဆိုရင်တော့လက်ရှိသမ္မတသို့မဟုတ်သူ့အတိုင်းဝိုင်းထဲကတယောက်ယောက်ကသာအုပ်ချုပ်ဖို့အခွင့်အလမ်းပုံများပါတယ်ဗနီဇွဲလာကအက်ဒမန်ဒိုကွက်စလစ်လိုမျိုးအနေထားမျိုးပါကျူဘာနဲ့အီရန်ကောက်စော်တွေလည်းတော်တော်လေးစိုးရိမ်နေကြရပါပြီ ။ဘာလဲဆိုတော့အမေရိကန်ရဲ့လှုပ်ဆောင်ချက်တွေနဲ့ပြောဆိုချက်တွေကသတိထားစရာဖြစ်နေပါတယ်။မိတ်ဆွေသားအီရန်ကောက်ဆော်တယောက်ဆိုလို့ရှိရင်တော့ဘလီထဲမှာတော်ပြီးဆူတောင်းနေဆူတောင်းနေမှာပါ။ဒါမှမဟုတ်လည်းအောက်ပွဲခံဖို့အတွက်ခေါလောက်တိဖို့တော့စောနေပါသေးတယ်။ဒီနေ့အထိအခြေအနေမဲ့ကိုပြောရရင်တော့အယာတိုလာအစိုးရရဲ့နောက်ရက်တွေကုံဆုံးတော့မယ်ဆိုတာအနည်းဆုံးတော့ကာလာတိုအတွင်းမှာဖြစ်လာဖို့မလွယ်သေးဘူးလို့ထင်ရပါတယ်။ခုလိုတဲ့တွေထွက်နေတောင်မှပါ။ယူရီမာစူပူအောင်ကြောင်းမတွေပိုပြင်းထန်လာရင်အယာတိုလာကာမနီဟာမော်စကိုကိုထွက်ပြေးဖို့စီစဉ်နေပါတယ်။ အစ္စလာမစ်တော်လှန်ရေးအပြီးရှစ်နှစ်ကြာမှနိုင်ငံကနေထွက်ပြေးခဲ့ပြီးအစ္စရေးထောက်လှမ်းရေးမှာဆယ်စုနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့တဲ့ဘိုင်ရှိုက်ကခါမီနီဟာသူ့အတွက်တခြားသောစရာနေရာမရှိတော့လို့မော်စကိုကိုပဲထွက်ပြေးလိမ့်မယ်လို့ Times တင်းဌာနကိုပြောကြားခဲ့ပါတယ်။ဒီသတင်းကတော်မီလို့ပြန်နဲ့သွားခဲ့ပေမဲ့ခိုင်လုံတဲ့အထောက်အထားမရှိသလိုသတင်းရင်းမြစ်ကလည်းတိတ်ပြီးရှင်းလင်းမှုမရှိပါဘူး။ဘာဖြစ်ဖြစ်ညင်လို့မရတဲ့အချက်နှစ်ချက်တော့ရှိပါတယ်။ပထမတစ်ခုကတော့ဒီဆနတ်ပြပွဲတွေဟာ D-RAN လမ်းမတွေပေါ်မှာတိုက်ပွဲတွေ set ရှိနေစဲပဲဆိုတာကိုတက်တဲ့ပြနေတာပါ 2022ခုနှစ်မှာအစိုးရကိုတုံ့လောက်စေခဲ့တဲ့အမျိုးသမီးဘဝလွတ်လပ်မှုလှုပ်ရှားမှုဟာဖြစ်တောင့်ဖြစ်ခဲ့ကိစ္စတခုမဟုတ်ပါဘူးဒီနေ့မှာတော့အရာဒေါ်လာတွေအာဏာရှိနေသူရဲ့ဆန္ဒပြပွဲတွေကရပ်တန့်တော့မှာမဟုတ်ဘူးဆိုတာအရာအလုံးကညွန်ပြနေပါတယ်ဒုတိယချက်ကတော့ဒီတိုက်ပွဲထဲမှာအုပ်စုဘုံစုံပုံမပါဝင်လာတာပါခုပြောနေတာကတီဟီရန်ကတက္ကသိုလ်ကျောင်းသားတွေအကြောင်းပဲပြောနေတာမဟုတ်ပါဘူးဈေးကကုန်တီတွေလိုမျိုးသို့မဟုတ်မြို့တော်နဲ့ဝေးလံတဲ့ကျိလက်ဒေသကရှီယိုဆွေအတိုင်းဝိုင်းတွေပါ 2019ခုနှစ်တုန်းကထက်ပိုပြီးပါဝင်လှုပ်ရှားလာကြတာပါ။နောက်ပြီးစီးပွားရေးအကျယ်တီးဟာအလိုလျောက်ဖြစ်လာတာမဟုတ်ဘူးဆိုတာကိုလည်းမေ့ထားလို့မရပါဘူး။ဒါဟာဒီအစိုးရရဲ့စီးပွားရေးနဲ့ပထွေနိုင်ငံရေးဆိုင်ရာမာယွင်းတဲ့မူဝါဒတွေကြောင့်ဖြစ်လာတဲ့ရလဒ်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လူထုရဲ့မကျေနပ်မှုတွေဟာအလွဲတကူညင်ကြတော့မှမဟုတ်သလိုအမေရိကန်နဲ့အစ္စရေးကသာတကယ်လုံးမဲလို့ဆုံးဖြတ်လိုက်ရင်အခြေအနေတွေကိုအများကြီးပုံမြန်လာအောင်လုပ်နိုင်တယ်ဆိုတာကိုလည်းသတိရရပါမယ်။ဘာဖြစ်ဖြစ်အခုလိုခြေနေကိုရောက်လာပြီဆိုတော့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းမေ့ချင်ပါတယ်။ ဆန္ဒပြဖို့တွေက ပိုပြီးကြီးထွက်လာမယ်လို့ထင်သလားဒါမှမဟုတ်အရင်ကအချင်းချင်းလောက်ခဲ့တယ်လို့ပဲအစိုးရကအင်အားသုံးပြီးနှိမ့်နှင်းတော်မလားအရာတော်လာတွေရဲ့အဆုံးသက်ကိုတကယ်ပဲမြင်ရတော့မလားအမေရိကန်နဲ့အစ္စရေးတို့ကဗန်နင်ဆွေလာမှာလိုမျိုးဝင်ရောက်ဆွဲဖက်ဖို့အထိတတ်တည်ရှိပါမလားမိတ်ဆွေတို့ကရောဘယ်လိုယူဆမိပါသလဲဆိုတာကိုကမန့်မှာရေးပေးခဲ့ပါဦးဒီဗီဒီယိုကိုစိတ်ဝင်စားဖို့ကောက်တယ်လို့ယူဆရင် like ပေးခဲ့ဖို့တောက်ဆိုပြစေအခုလိုကြည့်ချူပေးတဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ရအောင်ပါ